မန်ယူသင်းနည်းပြအော်မရန်ကအသင်းမှာနေရာမရဖြစ်နေတဲ့မိန်နူးနဲ့ဇက်စီတို့ဇန်နဝါရီအပြောင်းရွှေ့ဈေးကွက်မှာအသင်းကထွက်ခွာရဖို့ရှိကြောင်းပြောကြားခဲ့ပါတယ်။ ဒီကစားသမားနှစ်ဦးစလုံးဟာဒီရသည့်ပရီးမီးယားလိပြိုင်ပွဲမှာတစ်ချိန်မှပွဲထွက်ကစားခွင့်မရသေးပေဆက်စီက82မိနစ်မိန်နူးက138မိနစ်သာကစားခွင့်ရထားတယ်လို့သိရပါတယ်။ဒါကြောင့်မိန်နူးနဲ့ဆက်စီတို့ကပွဲကစားခွင့်ပုံမရရှိမဲ့အသင်းစီပြောင်းရွှေ့ဖို့လိုလားနေကြပြီ။အော်ဝရန်ကလည်းအသင်းကသာဦးစားပေးဖြစ်ကြောင်းနဲ့အသင်းကအလိုရှိတဲ့ကစားသမားတွေကိုသာဆက်ထိန်းထားမှာဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။ကျွန်တော်လည်းပုံလုံးသမားတယောက်ဖြစ်ခဲ့ပါတယ်။ ဒါကြောင့်ရာရာတိုင်းကိုကျွန်တော်နားလည်ပြီးကစားသမားတွေကိုအချိန်၄တိုင်းမှာကျွန်တော်ကူညီပေးကြပါတယ်။ကစားသမားတချို့ကကမ္ဘာဖလားအတွက်မချင်မရဲဖြစ်နေတာကိုလည်းနားလည်ပါတယ်။ဒါပေမဲ့အသင်းကပထမဦးစားပေးပါ။ကလပ်အသင်းကိုရောကစားသမားတွေကိုပါကူညီပေးနိုင်ရင်တော့ကျွန်တော်ပြောရှင်ရမှာပါ။ဒီလိုမှမဟုတ်ရင်တော့အသင်းအတွက်ပဲကျွန်တော်စဉ်းစားမှာပါလို့အမရန်ကပြောကြားခဲ့ပါတယ်။ထပ်ပေါ်နေတဲ့သတင်းတွေအရအင်္ဂလန်ကစားသမားမိန်နူကိုနာပိုလီ၊နယ်သာလန်ကစားသမားဆက်စီကိုရိုမအသင်းတွေကခေါ်ယူဖို့စိတ်ဝင်စားနေရလို့သိရပါတယ်။